ကျွန်တော်တို့ကကောင်တာပြင်ဆင်ထားတယ်ဒါပေမဲ့ तू ကဖိုက်တာကစားတဲ့လူကဖိုက်တာမှာမဖြစ်တော့ဘဲ तू ကကောင်တာပြန်ကစားတာဖြစ်တော့တယ်ကျွန်တော်တို့ပြင်ဆင်ထားတာလေးတဲ့နည်းနည်းလွယ်မှားသွားတယ်ကျွန်တော်တို့ကတိုက်စစ်ကို ကျွန်တော်တို့ကစားနေတဲ့အချိန်မှာကျွန်တော်တို့ကအမားတွေလှုပ်ဖြစ်သွားတယ်နေတဲ့အမားလေးတွေကိုကျွန်တော်တို့နောက်ပွဲအတွက်ကျွန်တော်ပြန်ပြင်ဆင်မယ်။ဒီကစားသမားတွေအရင်ကောင်းတဲ့ကစားသမားမဟုတ်ဘူး။ ကျွန်တော်တို့ညလို့ကျွန်တော်တို့ခံလာရတယ်လို့ပဲကျွန်တော်ကတော့ယူဆတာပေါ့နော်အာအစပိုင်းကျွန်တော်ပြိုင်ပွဲမသွားခင်ကတော့ဟိုပေးတာတွေကတော့အရန်ဆိုရင်ကြတာပေါ့နော်ဟိုအတန်မမြဘူးသူတို့ဝိုင်းဆိုရင်ပေးတာလဲကျွန်တော်ကျေတုတင်ပါတယ်အခုလိုမျိုးကျွန်တော်ပြိုင်ပွဲပြီးတော့ကျွန်တော်တို့ကတော့အမှတ်နဲ့ရှုံးနေလာတာဖြစ်ရတဲ့အတွက်ပေးတာတွေအခုလိုမျိုး အများကြီးအားပေးတာကိုလည်းအများကြီးပြော့ပါတယ်အများကြီးလည်းဝမ်းသာပါတယ်ဘောနော်ကျွန်တော်ကလေးကိုအဲ့လိုမျိုးအားပေးတာကျေးဇူးတင်ပါတယ်အဲသူကံခံလိုက်ရတဲ့ဟာကတော့ကျွန်တော်တို့ကဒီမှာလည်းပွဲထိုးနေကြဆိုတော့အဲ့ဒါတော့တိတ်အဲ့လောက်တိတ်တော့မဖြစ်ပါဘူးဒါပေမဲ့နည်းနည်းတော့စိုးရင်သွားတာပေါ့တကယ်ချက်ကောင်ထိသွားမှတစ်ချက်ပဲစိုးရင်သွားမှာနော်ဒီကြောကုန်းကံပြီးတဲ့ဟာတော့ကျွန်တော်ဘာမှမဖြစ်ဘူးဒါပေမဲ့ကန်လိုက်တဲ့အချိန်မှာကျွန်တော်ကမထိခင်မှာတော့ချက်ကောင်ထိသွားမှတော့စိုးရင်စိုးရင်စိတ်တော့ဝင်သွားတော့ဗောအဲ့တစ်ချက်ပဲဒါပေမဲ့ ထိလိုက်တဲ့အချိန်မှာရက်ကောင်မဟုတ်တဲ့အတွက်ကျွန်တော်စိတ်နဲ့နဲ့အေးသွားတာပေါ့နော်ဒါလေးတစ်ခုတော့ရှိတယ်အမြင်ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်ကစားသမားကတော့အယံကောင်းတယ်လို့တော့ပြောကြတယ်ဒါပေမဲ့သူကောင်းလို့တော့မဟုတ်ကျွန်တော်တို့ဘက်ကညံ့တယ်လို့ပဲကျွန်တော်အခံယူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြင်ဆင်ထားတာကတော့ကျွန်တော်တို့ကကောင်တာပြင်ဆင်ထားတယ်ဒါပေမဲ့ तू ကဖိုက်တာကစားတဲ့လူကဖိုက်တာမှာမဖြစ်တော့ဘဲ तू ကကောင်တာပြန်ကစားတာဖြစ်လို့လည်းကျွန်တော်တို့ပြင်ဆင်ထားတာလေးတဲ့နည်းနည်းလွယ်မှားသွားတယ်ပြီးတော့ကျွန်တော်တို့ကတိုက်စစ်ကိုကျွန်တော်တို့ကစားနေတဲ့အချိန်မှာ ကျွန်တော်တို့ကအမားတွေလှုပ်ဖြစ်သွားတယ်အအမားမလှုပ်မိအောင်ကျွန်တော်တို့တော့ကျွန်တော်ကလေးကိုလည်းကျွန်တော်တော့မာတယ်ဒါပေမဲ့သူလည်းဟိုဘွဲဥတွေဖြစ်နေလို့ကြောင်းလားဘာကြောင်းလဲတော့မပြောတော့ဘူးကောနော်အဲ့လိုမျိုးလေးအမားလေးတွေတော့တွေ့တယ်နောက်ဘွဲတွေအဲ့လိုအမားမဖြစ်အောင်တော့ကျွန်တော်တို့အကောင်းဆုံးပြန်ပြီးတော့ပြင်ဆင်မှာပေါ့နော်စိတ်ဓာတ်ကတော့ကျွန်တော်ကလေးကိုကျွန်တော်ကအဲ့စိတ်ဓာတ်ပိုင်းဆိုင်ရပါစားကျွန်တော်အခုလုံးဒီကစားသမားဒီကစားသမားပဲကစားသမားပဲဖြစ်ဖြစ်ပေါ့နော်သူ့မှာ ခြေနှစ်ဖက်လက်နှစ်ဖက်အပူမပါဘူးကျွန်တော်တို့လည်းခြေနှစ်ဖက်လက်နှစ်ဖက်ပဲအဲ့ဒါဘယ်ကစားလုံးမှကြောက်ရှာမလို့ဘူးကျွန်တော်တို့ကလည်းဒီတွဲတည်လိုက်တဲ့ဟာကလည်းအများကြီးဟသွားတဲ့နေရာမှာမဟုတ်ဘူးအခုသူတို့ရဲ့အမြင်မှာက तू က1မှတော့10ပွဲပေါ့နော်1မှာ10ပွဲထိုးထားတယ်10ပွဲထိုးထားဖြစ်တယ်ကျွန်တော်က1မှာအခုမှပထမဆုံးပွဲဖြစ်တဲ့အတွက်အရင်ဟတော့သူတို့မြင်တယ်ဒါပေမဲ့ကျွန်တော်ကကြတော့အဲ့လိုမျိုးကျွန်တော်ကမကြည့်ဘူးကျွန်တော်ကအဲ့ဒီကစားသမားရဲ့ကစားနေတဲ့သူ့ရဲ့ လည်းပဲသူ့ရဲ့ကစားပုံပေါ့နော်သူ့ရဲ့ကစားတဲ့ထုံလုံးတပ်ပေါက်လေးတွေပေါ့နော်အဲ့ဒီထုံလုံးတပ်ပေါက်လေးကိုမှကျွန်တော်ကြည့်ပြီးတော့ဒီကစားသမားကိုကျွန်တော်တို့ကစားရင်ရတယ်ဆိုတော့ကျွန်တော်ကအဲ့လိုအဲ့လိုဆုံးပြတဲ့ခုပဲသူ့ရဲ့အတန်းသူတို့က၁၀ဘွဲထိုးထားတယ်ပဲဖြစ်ဖြစ်ဘယ်နှဘွဲထိုးထားတယ်ပဲဖြစ်အဲ့ဒါကတော့ကျွန်တော်ကတော့တိတ်ပြီးတော့မိုးစားဘူးအဲ1မှာ2ဘွဲ3ဘွဲလောက်ပဲထိုးပြီးတော့လက်ရည်အရန်ကောင်းနေဆိုရင်ကျွန်တော်ကစားသမားရဲ့လက်ရည်နဲ့မမြောက်ဆိုလို့ရှိရင်ဒါလည်းကျွန်တော်စိုးရင်စရာတစ်ခုပဲကျွန်တော်ပြောချင်တာအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကစားသမားကအခုမှစထိုးတယ်ဟိုကောင်က တပွဲနှစ်ပွဲထိုးထားသေးတယ်ဒါပေမဲ့ तू တပွဲနှစ်ပွဲမှာအရန်ကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကစားသမားသူ့ကိုကစားတာအရန်ခက်တယ်ဆိုရင်ဒါကျွန်တော်ဆိုရင်စရာတစ်ခုဖြစ်သွားတယ်အခုကက10ပွဲလောက်ထိုးထားတာဖြစ်တယ်ဖြစ်တယ်ဆိုပေမဲ့သူ့ရဲ့ကစားတဲ့ဟာက1 2ထိုးပြီးတော့အတင်းလိုက်ထိုးပြီးတော့ကျွန်တော်အမြင်မှာ1 2နဲ့ချီကန်လောက်ပဲရှိတယ်တန်နဲ့ထွေထူးထူးဘာမှမရှိဘူးအဲ့ဒါသူတိုက်စစ်ကိုသူကဖိုက်တာ ကစားတဲ့ကစားပုံပေါ့နော် အဲ့လိုမျိုးပဲမြင်ထားတာဖြစ်တော့တယ်ကျွန်တော်ကစားသမားကကောင်းတာလဲကျွန်တော်ကစားတတာဖြစ်တဲ့အတွက်ကျွန်တော်ကောင်းကောင်းကစားလို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ပွဲကိုကျွန်တော်တို့ကမစိုးရင်ဘူးနောက်ကြတော့ဖြစ်သွားတာကသူတို့ကဖိုက်တာမကစားတော့ဘဲနဲ့ကောင်းတာပြန်ပြောင်းကစားတော့ကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့ကပြစ်စင်လာတဲ့ဟာတွေမှမပေါဘူးလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့အမားတစ်ခုပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ကစားတဲ့ဟာလေးတွေအမားလေးတွေကျွန်တော်တို့ရှိနေတယ် ရှိနေတဲ့အမားလေးတွေကိုကျွန်တော်တို့နောက်ပွဲအတွက်ကျွန်တော်ပြန်ပြင်ဆင်မယ်။ဒီကစားသမားတွေအရင်ကောင်းတဲ့ကစားသမားမဟုတ်ဘူး။ကျွန်တော်တို့ညံ့လို့ကျွန်တော်တို့ခံလာရတယ်လို့ပဲကျွန်တော်ကတော့ယူဆတာပေါ့နော်။